မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နေဆက်မှာတပ်စခန်းတွေဇက်တိုက်လက်လွတ်ဆုံးရှုံးနေတဲ့စစ်ကောင်စီတပ်က ကော့ဂရိတ်မြို့ကိုခန်းစစ်ပြင်ဖို့အတွက်စစ်ကူတွေပေးဖို့နေပြီးတော့တိုက်ပွဲတွေနေတိုင်းဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော့ဂရိတ်မြောက်ရီအာရှလမ်းမိုင်းနဲ့ကော့ဂရိတ်ကျုံတုံးလမ်းမိုင်းမှာတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီးတော့တော်လိုင်းတပ်တွေကအသာစီရနေတယ်လို့ကော့ဂရိတ်ဒေသခံ PDF စစ်ကြောင်းမှူးတူကပြောပြထားပါဗါတယ်။တောက်လျှောက်ပွဲတွေကောင်းနေတယ်နော်။ကြုံတို့ဘတ်ချမ်းမှာ၄တိုင်၅တိုင်ဘတ်တွေမှာပွဲတွေကောင်းနေပါတယ်အင်အားတွေပို့တာလည်းမနေဘူးသူတို့ကအခုနောက်ပိုင်းမှာဒီဘက်ပိုင်းမင်းကတော့ကော့ဂရိတ်ကိုခန်းစစ်ပြင်လို့ရအောင်လို့ကြိုးပမ်းနေတာပေါ့ အဲ့ဒါကြောင့်ကြုံလုံးမျိုးကနေစစ်ကူပုတ်ဖို့စစ်ကြောင်းထိုးနေတာလို့ PDF စစ်ကြောင်းမှူးတူကပြောပြထားပါဗျ။စစ်တပ်ဟာကော့ဂရိတ်မျိုးကနေမြောက်ရီမျိုးကိုတွားတဲ့အာရှလမ်းပိုင်းမှာစစ်ကြောင်းထိုးလို့မရတာကြောင့်ကြုံလုံးမျိုးဘက်ကနေပြီးတော့စစ်ကြောင်းထိုးနေတယ်လို့၎င်းကရှင်းပြထားပါဗျ။ဇွန်လ19ရက်နေ့ကကြုံလုံးမျိုးကနေပြီးတော့စစ်ကြောင်းထိုးထွက်လာတဲ့တပ်မ၄၄တပ်မ၅၅ပူးပေါင်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်သားအယောက်40ကျော်သေဆုံးပြီးတော့လက်နက်ခဲယမ်းတွေကိုလည်းရရှိခဲ့တယ်လို့ Lion Battalion စစ်ကြောင်းကပြောပြထားပါတယ်။ကြုံတိုးလမ်းပိုင်းမှာတိုက်ပွဲကတော့နေတိုင်းလိုလိုဖြစ်နေတာပါလို့ Lion Battalion စစ်ကြောင်းကပြောပါတယ်။လက်တလုံးမှာ Concrete ကြုံတိုးလမ်းပိုင်းက၄တိုင်၅တိုင်နဲ့ ခုနှစ်တိုင်းနေရာတွေမှာတိုက်ပွဲတွေဖြစ်နေပြီးတော့အာရှလမ်းပိုင်းကတော့ကော့နွယ်နဲ့တောနော်နေရာတွေမှာတိုက်ပွဲဖြစ်နေတယ်လို့သိရပါဗျ။ဒါအပြင် အောင်စေးကစစ်ကြောင်းရှိရာအာရှလမ်းပိုင်းကိုလည်းနေရာဆုံးပိတ်ဆို့ထားတယ်လို့ PDF စစ်ကြောင်းမှုကပြောပါရယ်ဒါပေမဲ့တိုက်ပွဲတွေအတွင်းမှာနှစ်ဖက်ထိခိုက်မှုရှိပေမဲ့စစ်တပ်ဘက်ကတော့တေဆုံးထိခိုက်မှုတွေပိုများတယ်လို့ပြောဆိုထားပါရယ် အောင်စီရကအကုန်လုံးငတ်ပြတ်နေပြီအခုကစနစ်တမျိုးနဲ့တွားနေတာပေါ့ရိတ်ခါရေရှည်မရှိရင်ဘာမှလုပ်လို့မရဘူးကွန်ကရစ်နဲ့တောတော့ကိုသူတို့တွားလာလို့မရဘူးလေကွန်ကရစ်နဲ့တောတော့ချားမှာပိတ်ဆို့ထားတာလို့ကရင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါဗျာအာရှလမ်းမိုင်းပေါ်ကအောင်စီရစစ်ကြောင်းဟာအင်အား400လောက်ပဲကျန်နေတော့တယ်လို့၎င်းကဆက်လက်ပြောပြထားပါဗျာမြန်မာထိုင်းနယ်စပ်စီးမြင်အနီးက စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌတပ်စခန်းနဲ့ထိကံပလဲတပ်စခန်းကိုကရင်မျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လွတ်မြောက်ရေးတပ်မတော် KNDA လေကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ် ဥက္ကဋ္ဌတက်စခန်းကိုတော်လိုင်းတက်ဖွဲ့တွေကဇွန်လ17ရက်နေ့မှာစတင်ပိတ်ဆို့ထားပြီးတော့ထိကယ်ပလက်တက်စခန်းကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကစတင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ KNL နဲ့တော်လိုင်းတက်ဖွဲ့တွေဟာမြန်မာထိုင်းနယ်စပ်မြောက်ရီမြို့တောင်ဘက်ကဗလဲတိုကနဲလီရွှေအေးမြိုင်ဝါမီထားပရင်အောင် မော်ခီတေဘောဘောတက်ဆခန်းတို့ကိုဇက်တိုက်တိုက်ခိုက်တင်းယူထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းအရော KN အမျိုးသားအစည်းအရုံး KNU တပ်မဟာ6နယ်မြေမြန်မာထိုင်းနယ်စပ်ကလက်ကျန်စခန်း၄ခုထဲကထိကပ်ပလဲတပ်စခန်းကိုမနေ့ကဇွန်လ22ရက်နေ့ညနေပိုင်းမှာ KNU ကသိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိခဲ့ပလဲတက်စကန်းကိုတော်လိုင်းတက်များကတက်ပြီးတော့သိမ့်ပိုက်နိုင်ခြင်းဖြစ်ပြီးစစ်သားတွေဟာထွက်ပြေးသွားတယ်လို့ KNU ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ကျွန်တော်တို့တွေတက်ပြီးတော့တိုက်လဲတိုက်ရောသူတို့တွေထွက်ပြေးသွားပါတယ်။ကိုယ်တွေဘက်ကတက်ရှင်းလဲရှင်းရောဒီကောင်တွေထွက်ပြေးသွားပါတယ်။ကျွန်တော်တို့လူတွေကတော့စကန်းကိုတက်သိမ့်လို့ရပါပြီလို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ထိခဲ့ပလဲတက်စကန်းကြပြီဖြစ်တဲ့အတွက်မြောက်ရီမြို့တောင်ဘက်နယ်စပ်မှာဥက္ကဋ္ဌစကန်းဝေါ်လီဗျူဟာနဲ့ ်တည်သေးလေကာကင်းစခန်းတို့သာကြံတော့တယ်လို့သိရပါတယ်ကြံတဲ့စခန်းတွေကိုလည်းမကြမီမှာတိမ့်ပိုင်နိုင်မဲ့အလားအလာရှိနေတယ်လို့၎င်းကဆက်လက်ပြောပြထားပါတယ်တခြားစစ်ရေးသတင်းရင်းမြစ်တအုပ်ကလည်းစစ်ကောင်စီတွေကစခန်းကနေစုတ်ခွာပြေးသွားတာထိုင်းဘက်ခြမ်းကိုပေါ့ တော်လိုင်းအဖွဲ့တွေကတော့စခန်းကိုရသွားပါပြီပြေးတဲ့စစ်ခွေးတွေကတော့ထိုင်းဘက်တော့မရောက်သေးဘူးတော်လိုင်းအဖွဲ့တွေကတော့လိုက်ရှင်းနေတယ်မိလောက်မှာပါဒါပေမဲ့စစ်ခွေးတွေကလည်းလမ်းတစ်လျှောက်မိုင်းတွေထားခဲ့တယ်ကြားတယ်သူတို့ကိုထိုင်းဘက်ကလည်းကြိုးစောက်နေတယ်လို့သိရတယ်သူတို့မှာဒဏ်ရာရတဲ့သူတွေလည်းပါတော့တိတ်တော့မရောက်နိုင်ပါဘူးအခုထိတော့ရောက်တယ်မကြသေးဘူးလို့စခန်းသိမ်းတိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့ရဲဘော်တအုပ်ကသတင်းပေးဖို့ပြောကြားထားပါတယ်တတိယမြောက်ကရင်သတင်းရင်းမြစ်တအုပ်ကလည်း ထိခိုက်ပလဲစစ်ကောင်စီတပ်စခန်းသိမ်းပိုက်နိုင်မှုကိုအတည်ပြုတယ်လို့ပြောပြထားပါတယ်ဒါအပြင်မစုံတန်းခံစစ်ထိခိုက်ပလဲစစ်စင်ရေးခြေကုန်းစခန်းဆိုင်းဖို့ပါတယ်စစ်ကောင်စီရဲ့တပ်စခန်းဓာတ်ပုံမှတ်တမ်းကိုလည်းသတင်းရင်းမြစ်ကလူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့ပါတယ် KNL ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဟာမေလ23ရက်နေ့မှာတမဟာ6နယ်မြေကရင်ပြည်နယ်မြောက်ရီမြို့နယ်မြန်မာထိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ဗလဲတိုစခန်း မေလ28ရက်နေ့မှာကံလေးတက်ဆက်ခံမေလ29ရက်နေ့မှာရွှေအင်းမြိုင်တက်ဆက်ခံမေလ30ရက်နေ့မှာဘရင်အောင်ဆက်ခံနဲ့မော်ခီဆက်ခံဇွန်လ3ရက်နေ့မှာတေဘောဘုတက်ဆက်ခံများကိုဇက်တိုက်သိမ့်ပိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီဆက်ခံနေတဲ့ကဗလဲတူကနဲလေးနဲ့တေဘောဘုတက်ဆက်ခံများကလက်နဲ့ခဲရအများများကိုသိမ့်ပိုက်ရရှိခဲ့ပြီးတော့ဆက်ခံသိမ့်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကအထိနာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမလိုင်မြို့ပေါ်မှာရှိတဲ့စားတောက်ဆိုင်မှာတောက်စားမူးယူပြီးတော့ကွန်ထွက်ဝဲတဲ့တက်ကြွကြီးအောင်ဝင်းကိုကို PDF ရဲမိန်များကလက်နက်များနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ22ရက်နေ့မနက်9:00အချိန်ကမှမလိုင်မြို့ပေါ်မှာရှိတဲ့စားတောက်ဆိုင်တစ်ဆိုင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတောက်စားမူးယူနေတယ်လို့သတင်းရတဲ့အတွက်တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲမိန်များဦးဆောင်တဲ့အဖွဲ့က တွားရောက်ပြီးတော့ဆောင်းဆိုင်နေတဲ့အချိန်အရက်မိုးပြီးတော့ကိုရဝဲထွက်လာတယ်တက်ချက်ကြီးအောင်ဝင်းကိုကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဖမ်းဆီးရမိတဲ့တက်ချက်ကြီးဟာအကြမ်းမဆက်တဲ့ရဲ့မိထီလာအမတ်တက်တမတော်အကြီးစားဆက်ယုံကတက်ချက်ကြီးအောင်ဝင်းကိုဖြစ်ပြီးတော့ MA1 အမျိုးအစားတနက်တလ 5.56G 250ဒေါင်းလုံးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ဖမ်းဆီးရမိခဲ့တဲ့တက်ချက်ကြီးအောင်ဝင်းကိုကိုစစ်တုံးမန်းဥပဒေနဲ့အညီထိန်းသိမ်းထားပြီးတော့ဆက်လက်ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်သွားမှာပါလို့တောင်သာမြို့နယ်ပကဖကတောင်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်ချောင်းမကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ပကြမစစ်ကောင်စီတပ်သားများကအမျိုးသမီးတအုပ်ကိုပြစ်ခတ်တပ်ဖြတ်ပြီးတော့နေအိမ်အလုံး20ကျော်ကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မှာသကိုင်းမြို့နယ်ကင်းရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကကင်းရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးပြီးတဲ့နောက်ချောင်းမကြီးရွာကိုဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာကျေးရွာအတွင်းဝင်ရောက်စီးနင်းနေတဲ့အချိန်မှာ စစ်ဘေးတိမ်းရှောင်မဲ့ပြည်သူများကိုပါလက်နက်ငယ်များနဲ့လိုက်လံပစ်ခတ်ခြင်းကြောင့်အသက်40ကျော်အရွယ်မလင်းဆိုတဲ့အမတယောက်ပွဲချင်းပြီးတေဆုံးသွားခဲ့ပြီးကလင်းငယ်နှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းတ်စစ်တပ်စစ်ကြောင်းဟာကြေးရွာအတွင်းမှာရှိတဲ့ပြည်သူတွေမွေးမြူထားတဲ့နွားတွေကိုလည်းပစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့နေအိမ်အလုံး20ကျော်ကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးရှိလောက်မယ်။အတိအကျကြီးတော့မသိဘူး။အခုဟာက ခွေးစစ်ကြောင်းမထွက်လာသေးဘူးလို့သိရတယ်။အဲဒါကြောင့်ကက်လို့မရသေးဘူးဖြစ်နေတာ။ချောင်းမကြီးရွာကပြည်သူတွေပါပါတဲ့အနီးနားကကင်းရွာကပြည်သူတွေပါရှောင်တိန်နေရတာပါ။အယောက်နေရနီးပါးလောက်ရှိတယ်။ဒါတော့တနေရာထဲမှာမဟုတ်ဘူး။ခံမန်းကြီးတော့မသိဘူး။ထိခိုက်ဒဏ်ရာရတာကတော့လူကြီးတအူကလေးတအူတေဆုံးတာကတော့အမျိုးသမီးတအူသူတို့ကချောင်းမကြီးကြီးရွာကပြည်သူတွေဖြစ်ပါတယ်။တေဆုံးသွားတာကမလင်းအသက်အရွယ်က40ကျော်ဒဏ်ရာရတာကမလင်းရဲ့ညမနောက်တစ်ယောက်ကမလင်းရဲ့ညမရဲ့သမီးဒဏ်ရာရသွားတာပါ။ အခုလက်ရှိမှာချောင်းမကြီးရွာမှာရှိနေပါတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိချောင်းမကြီးရွာကပြန်လည်ထွက်ခွာခြင်းမရှိသေးတဲ့အတွက်ကြောင့်ခြေရွာနေပြည်သူများအပါအဝင်အနီးအနားမှာရှိတဲ့ခြေရွာကပြည်သူများဟာလည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာတစ်တော်ယုံဝင်းကိုအကြမ်းစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဆောင်အုံများထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့မှာစင်ကူးမြို့နယ်လက်ပံလာရွာတစ်တော်ယုံဝင်းကိုအကြမ်းစစ်တပ်ရဲ့ဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအသက်88နှစ်အရွယ်ဒေါ်ခင်စိန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တစ်တော်ယုံဝင်းအတွင်းမှာရှိတဲ့အဆောင်အုံများလည်းထိခိုက်ပျက်စီးသွားတယ် ယ်လို့သိရပါဗျ20ရက်နေ့ကစင်ကူးမြို့နယ်လက်ပံလှကျေးရွာတစ်တော်ရုံဝင်းကိုအကြမ်းဖက်စစ်တပ်ရဲ့ဒရုန်းလေးတပ်ကနေတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာအသက်88ရက်အရွယ်ဒေါခင်စိန်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်ဒဏ်ရာအခြေအနေကတော့မပြင်းဘူးအဆောက်အဦးနှလုံးကတော့ပျက်စီးသွားတယ်လို့စင်ကူးမြို့နယ်ပကဖသတင်းနဲ့တာဝန်ခံကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့အောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာတနက်နက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့မှာအောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာတနက်နက်လက်ကိုယူဆောင်လာပြီးတော့ဗန်လမော့ရွာနဲ့ပနက်ငယ်ရွာကြားမှာလမ်းကင်းတောင်ဝင်ကြနေတဲ့အချိန်ထွက်ပြေးလာပြီးတော့တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထမ်းကိုအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှု ရန်တပ်သားတဲ့နှစ်ဦးဟာရန်ကုန်တိုက်ကြီးဂျိုးပြူအမတ်၁စစ်တင်တန်းလေးကျင်ရေးအကြောင်းကစစ်မှုထမ်းအပတ်စဉ်တင့်နဲ့ကိုးကတင်တန်းစင်းများဖြစ်ပြီးတော့ MA3 တပ်နဲ့နှစ်လက်ကြီးပေါက်ကိုးကူကြီး240တောင်းကြီးကတစုံတော့ကိုယူဆောင်လာပြီးတော့ဒနင်းသာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား2ဦးဟာတင်တန်းကာလ2လခွဲတက်ရောက်ခဲ့ပြီးတဲ့နောက်ဒနင်းသာရီတိုင်းဗုတ်ပြင်းမြို့နယ်တမ73မှာမုံမှန်တင်တန်းနှစ်ပတ်တက်ရောက်ခဲ့ကာ ဘိမ်းမျိုး103တက်ကိုပို့ဆောင်ခံရပြီးအဲ့ဒီကမှ10တနင်္သာရီမြို့နယ်အောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်ကိုရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လမ်းကင်းယူနေတဲ့အချိန်ထွက်ပြေးလာပြီးကျွန်တော်တို့အဖွဲ့အစည်းကိုလာဆက်သွဲတာပါ။လောလောဆယ်တော့ MOD ကချင်းမြင့်ွယ်တော့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့ကတော့တယောက်ကို30ချင်းမြင့်ဖို့စီစဉ်နေပါတယ်။တက်သားစုဆောင်ခံတဲ့သူတွေကိုပြောချင်တာကကိုရောက်တဲ့နေရာဒေသမှာကာကွယ်တပ်ဖွဲ့တွေရှိပါတယ်။ရတဲ့နီးနဲ့ထွက်လာစေချင်ပါတယ်။အကုန်လုံးကကြိုးစုံနေပါတယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းအမိန့်ကြီးညာချက်များကြောင့်အတင်းအဓမ္မတပ်သားစုဆောင်ခံရသူများအပါအဝင်ပြည်သူ့ဘက်ရက်တီချင်းနဲ့တပ်မတော်သားများနဲ့ရက်တပ်ဖွဲ့ဝင်များအနေနဲ့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနီးဆက်ရာတော်လှန်ရေးတပ်ဖွဲ့များကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်နိုင်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ